င်္ဂလာပါခင်ဗျရှကုန်ခစ်တက်ကနေဒီနေ့လည်းကင်တရင်နေကိုတင်ဆက်ပေးပါမယ်အချက်ဖတ်စစ်ကောင်းဆောင်မဲအောင်လည်းကသူတို့စစ်တပ်အတွင်းပုံကံမှုမဖြစ်အောင်သွေးခွဲအုပ်ချုပ်ပြီးယာဉ်ထုတ်ပေးတဲ့စနစ်ကြောင့်ပဲစစ်ဘိုလ်ချုပ်ပြီးအကြအုပ်စုကွဲများစွာဖြစ်ပေါ်နေပြီးညီညွတ်မှုမရှိဘဲအားပြိုင်နေကြတယ်ဆိုပါတယ်မြန်မာနိုင်ငံကနေပြည်ပကိုအလုတ်သွားလုံးမဲ့သူတွေအနေနဲ့ ဂျပန်စစ်ကောင်စီရဲ့အလို့သမားဝင်ကြီးဌာနစီကနေခွင့်ပြုချက်ယူရမှာဖြစ်ပြီးအဲ့ဒီခွင့်ပြုချက်စရင်ကိုလေစိတ်မှကြိုတင်ပေးပို့ထားမှာဖြစ်တယ်လို့စစ်ကောင်စီကထုတ်ပြန်ကြေညာလာပြန်တဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြောဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဂျပန်စစ်ကောင်စီအောင်မဲ့အောင်လိုင်းက သူတို့စစ်တပ်အတွင်းပုံကံမှုမဖြစ်အောင်တွေးခွဲအုပ်ချုပ်ပြီးယာဒူးပေးတဲ့စနစ်ကြောင့်ပဲစစ်ဘိုလ်ချုပ်တွေအကြအုပ်စုခွဲများစွာဖြစ်ပေါ်နေပြီးညီညွတ်မှုမရှိဘဲအားပြိုင်နေကြတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်လက်ရှိမှာအကြမ်းဖက်မင်းအောင်လိုင်ဟာနိုင်ငံတော်အကြီးအကျယ်စစ်ရှုံးနေတဲ့အချိန်သူကိုစစ်တပ်အတွင်းမှာပုံကံမှုမဖြစ်အောင်စစ်တပ်အရာရှိတွေကိုစီနီယာဂျူနီယာအဆင့်အတိုင်းယာဒူးတိုးမြင့်တာမဟုတ်ပဲသူယုံကြည်စိတ်ချရတဲ့သူသူ့အပေါ်တစ္ဆာခံမဲ့သူကယာဒူးတွေအဆင့်ကျော်တိုးမြင့်ပေးနေတဲ့အတွက် ထိတ်တန့်စစ်ဖို့ကြုတ်တွေကြမှာမကြေနပ်မှုတွေဖြစ်ပေါ်နေကြတယ်ဆိုပါတယ်လောလောလတ်လတ်မှာတင်အကြက်ဖက်မင်းအွန်လိုင်းပြီးတာနဲ့သူတို့စစ်တပ်ထဲမှာဒုတိယအကြီးဆုံးစစ်ကောင်းဆောင်စိုးဝင်းရဲ့စစ်ပဆိုင်ရာလုတ်ပိုင်ခွင့်နဲ့ယာလူတာဝင်တချို့ကိုမင်းအွန်လိုင်းကသူယုံကြည်ရတဲ့စိုးဝင်းထက်အပတ်စဉ်ငယ်တဲ့သူ DSA 35ကြောင်းစင်းဒုပိုလ်ချုပ်ကြီးကျော်စွာလင်းဆိုတဲ့သူကိုလွှဲပြောင်းပေးလိုက်တဲ့အတွက်မင်းအွန်လိုင်းဟာဒုစစ်ကောင်းဆောင်စိုးဝင်းအခန်းကဏ္ဍကိုဖယ်ရှားထားတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်အဲ့ဒီလိုစစ်တပ်ထဲမှာအကြီးဆုံးအရာရှိဘိုင်းတွေတဲ့ နံပါတ်3အဆင့်ရှိတဲ့ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းဆိုတဲ့သူဟာနံပါတ်2အဆင့်ရှိတဲ့ဒုတချုပ်စိုးဝင်းကိုဘာမှအသိမပေးတော့ဘဲသူကိုကြော်ပြီးမင်းအွန်လိုင်းစီတိုက်ရိုက်အစီရင်ခံတာတွေလုပ်ရတဲ့အတွက်အဲ့ဒီဒုဗိုလ်ချုပ်ကျော်စွာလင်းဆိုတဲ့သူဟာဒုတချုပ်စိုးဝင်းကိုလေးစားမှုလည်းမရှိတော့သလိုရှိတယ်လို့တော့မထင်တော့တဲ့ပုံစံဖြစ်နေတယ်လို့နေပြည်တော်စစ်တပ်တရင်ရေးမြစ်ကလက်ရှိစစ်တပ်အတွင်းဖြစ်ပျက်နေတဲ့အခြေအနေတွေကိုရှင်းပြထားပါတယ်။အဲ့ဒီလိုဖြစ်စဉ်မျိုးတွေဟာလက်ရှိစစ်ဘိုလ်ချုပ်တွေကြားမှာတော်တော်များများကိုဖြစ်ပွားနေတယ်လို့ အကြံဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကလက်ရှိသူတို့စစ်တပ်ရဲ့အောက်ခြေမှာအားလုံးညီညွတ်နေရင်သူ့ကိုအချိန်မြွေအာနာသိမ့်ဖယ်ရှားတာမျိုးဖြစ်မှာကိုစိုးရိမ်နေတဲ့အတွက်အရင်စစ်တပ်ကဗိုလ်ချုပ်မူကြီးစောမောင်ယာဒူးဖယ်ရှားခံခဲ့ရတော့ကအခြေအနေဆိုရင်ဒူးတက်ချုပ်တန်းရွှေနဲ့အတွင်ရေမူခင်ညွတ်တို့ပေါင်းလုခဲ့ကြတာဖြစ်တဲ့အတွက်ဒါမျိုးဖြစ်မှာကိုမင်းအွန်လိုင်းကစိုးရိမ်နေပုံရပြီသူ့ကိုစစ်တပ်အတွင်းပုံကံမှုမဖြစ်အောင်တွေးခွဲအုပ်ချုပ်ပြီးတော့ယာဒူးပေးတဲ့စနစ်ကြောင့်ပဲလက်ရှိထိပ်ပိုင်းစစ်ဘုတ်ချုပ်တွေကြားမှာမကြည်နက်မှုတွေနဲ့အုပ်စုခွဲတွေဖြစ်ပေါ်နေတဲ့အပြင် ညီညွတ်မှုမရှိဘဲသူတို့အချင်းချင်းအားပြိုင်မှုတွေပါဖြစ်နေတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါလေဒီလိုချင်းနဲ့ပတ်သက်ပြီးနောက်ထပ်စစ်တပ်သတင်းရင်းမြစ်ကလည်းလက်ရှိအကြမ်းဖက်မင်းအွန်လိုင်းရဲ့သွေးခွဲအုပ်ချုပ်ပြီးယာတုပေးတဲ့စနစ်ကြောင့်သူတို့စစ်တပ်ထဲမှာစစ်တပ်လက်ကင်ရှိတဲ့မင်းအွန်လိုင်းယာတုတိုးပေးသူအငယ်တန်းဗိုလ်ချုပ်တွေကတအုပ်စုနဲ့စစ်တပ်လက်ကင်မရှိတဲ့ဝိုင်းရင်ဗိုလ်ချုပ်ကြီးတွေကတအုပ်စုကွဲထွက်နေပြီးသူတို့ထိပ်ပိုင်းအရာရှိတွေကြားမှာအမှားစောက်နေတဲ့ပုံစံတွေနဲ့ညီညွတ်မှုမရှိဘဲအားပြိုင်နေကြတဲ့ပုံစံတွေဖြစ်နေတယ်လို့လည်းပြောထားပါသေးတယ်လက်ရှိမှာလည်း အချက်ဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ဟာသူ့ရဲ့ဆရာဖြစ်သူအာနာရှင်ဟောင်းတန်းရွှေရဲ့လုံခြုံရေးအဆောင်တက်တွေကိုပါဖယ်ရှားထားပြီးသူယုံကြည်ရတဲ့စစ်အရာရှိတွေနဲ့အစားထိုးထားသလိုအာနာရှင်ဟောင်းတန်းရွှေကိုတစ္ဆာခံတဲ့စစ်ဗိုလ်ချုပ်တွေကိုလည်းမင်းအောင်လိုင်ကတတိနဲ့စောင့်ကြည့်နေတဲ့အခြေအနေဖြစ်တယ်လို့လည်းနေပြီးတော့စစ်တပ်တရင်အရေးမိကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့ရင်းတိုင်းတိုင်းလောင်းလုံးမြို့ပေါ်ကအကျံဖက်စစ်ကောင်စီတဆွဲထားရနေရာ၃ခုကိုတော်လိုင်းရေးပူပေါင်းတပ်တွေကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းကတော့အသီးသီးသိမ့်ကုန်ကြပြန်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါများသွားပြီးတဲ့နောက်ရေတပ်စစ်သင်းဘောကနေလက်နက်ကြီးပစ်ကူပေးရတဲ့အခြေအနေထိအထိနာသွားကြတယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ၈ရက်နေ့ကပဲ လောင်လုံးမြို့ပေါ်ကအချမ်းဖက်စစ်ကောင်စီတပ်ဆွဲထားရာ yes can ထွေအုပ်ယုံနယ်မြို့နယ်စားဖာယုံတို့ကိုတော်လိုင်းပူပေါင်းတပ်တွေကတပြိုင်နက်တည်းဝင်ရောက်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခတ်မှုအတွင်းစစ်ကောင်စီတပ်သား10ဦးထက်မနည်းကတော့ပြစ်ခတ်မှုတွေအတွင်းပါပဲနေရာမှာတင်ပြစ်လဲပြီးအသီးသီးသိမ်ကုန်ကြပြန်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါများသွားပြီးတဲ့နောက်ရင်တက်စစ်သင်းဘောကနေလက်နက်ကြီးပြစ်ကူပေးရတဲ့အခြေအနေတိအထိနာသွားကြတယ်လို့လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံရဲဘော်ရှဲတို့ကပြောထားပါတယ်ခင်ဗျ ဖက်မှာလေအချက်ဖက်စစ်ကောင်စီလောက်ကန်ကင်ပီနဲ့ဝင်းကြီးချုပ်စောမြင့်ဦးစိုးသူတက်ရောက်တဲ့ကော်ဂရိတ်မြို့နယ်က join the dark ဖွင့်ပွဲအခမ်းအနားမစတင်ပြီးမှာပဲဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရပြီးစစ်သားတချို့ပါဒဏ်ရာတွေရထားကြတယ်လို့ Mon Liberation Army တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ9ရက်နေ့ကပဲအချက်ဖက်စစ်ကောင်စီလောက်ကန်ကင်ပီနဲ့ဝင်းကြီးချုပ်စောမြင့်ဦးစိုးသူတက်ရောက်တဲ့ join the dark ဖွင့်ပွဲအခမ်းအနားမစတင်ခင်တော်လိုင်းတပ်တွေက drone နှစ်စင်းနဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတက်ခိုက်မှုကြောင့်ပဲလုံခြုံရေးစိတ်မချရလို့ဆိုပြီးအချမ်းဖက်စစ်ကောင်စီလက်အောက်ခံကင်ပီနယ်ဝန်ကြီးချုပ်စောမြင့်ဦးစုတို့အပါအဝင်တိုင်းမှုတွေနဲ့အရာရှိတွေဟာတရားပွင့်ဘွဲကိုကြပြကြရဖဲချိုးဖြတ်ပြီးချက်ချင်းပြန်သွားကြတဲ့အပြင်တစ်ဖက်မှာလည်းစစ်ကောင်စီတပ်သား3ဦးဟာ drone ဘုံထိပ်ပြီးဒဏ်ရာတွေရသွားကြတယ်လို့အဲ့ဒီစစ်သားတွေကိုကားနဲ့ပါတဲထုတ်သွားရတယ်လို့ Mon Liberation Army တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာဒီတစ်ခါဆက်ချင်တာကတော့မြန်မာနိုင်ငံကနေပြည်ပကိုအလုတ်သွားလုပ်မဲ့သူတွေအနေနဲ့ အကြံဖက်စကောင်းစီရဲ့လူသမဝင်ကြီးဌာနစီကနေခွင့်ပြုချက်ယူရမှာဖြစ်ပြီးအဲ့ဒီခွင့်ပြုချက်စရင်ကိုလေစိတ်မှာကြိုတင်ပေးဖို့ထားမှာဖြစ်တယ်လို့စစ်ကောင်းစီကဒီကနေ့မတ်လ17ရက်နေ့မှာပဲထုတ်ပြန်ကြေညာလာပြန်ပါတယ်ပြည်ပမှာအလုပ်လုပ်မဲ့သူတွေအနေနဲ့ OWIC ကလို့ခေါ်တဲ့ပြည်ပအလုပ်ကင်တက်တေကန်ကလက်ဝယ်ရရှိပြီးတာနဲ့စစ်ကောင်းစီရဲ့လူသမဝင်ကြီးဌာနစီမှာခွင့်ပြုချက်ကိုမဖြစ်မနေရှောက်ထားရမှာဖြစ်တယ်လို့ဆိုပါတယ် အဲ့ဒီသူတို့ရဲ့အလုသမားဝင်ကြီးဌာနကနေတေချာစီစစ်ပြီးမှခွင့်ပြုချက်ရတဲ့အလုသမားစရင်ကိုကြီးညာပေးပြီးလေစိတ်မှာအဲ့ဒီစရင်ကိုပို့ထားမှာဖြစ်တယ်လို့အဲ့ဒီလုပ်ငန်းစဉ်တွေကိုလာမယ့်မတ်လ18ရက်နေ့ကနေစတင်မှာဖြစ်တယ်လို့လဲစစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်။ဒါနဲ့ပတ်သက်ပြီးအရင်က OWIC ကနဲ့ PJ Passport ရှိရင်ပြပထွက်အလုပ်လုပ်လို့ရရကနေအခုတော့စစ်ကောင်စီကသူတို့အလုသမားဝင်ကြီးဌာနရဲ့ခွင့်ပြုချက်တစ်ဆင့်ကိုထပ်တိုးလိုက်တာဖြစ်တယ်လို့ အဓိကကတော့သူတို့ခွင့်ပြုမှပွားရမယ်သဘောပါပဲလို့ပြပလုတ်ကန် agency လုပ်ငန်းရှင်တို့ကပြောထားပါတယ်။အဲဒီလိုသူတို့ထိန်းချုပ်လို့ရမယ်အဆင့်ကိုစီစဉ်ပြီးမှသားဖေဖော်ဝါရီလ14ရက်နေ့ကနေစပြီးစစ်ကောင်စီကရန်နာထတဲ့ OWIC ကတ်ထုတ်ပေးတာကိုပြန်လည်စတင်မှာဖြစ်တယ်လို့အဲဒီမှာလည်းအလွယ်တကူထုတ်ပေးမှာမဟုတ်ပဲသူတို့ကထပ်ပြီးစီစစ်အောင်မှဖြစ်တဲ့အပြင်အဲဒီ OWIC ကတ်ထုတ်ပေးမှုကတော့မတ်လ20ရက်နေ့မှာစတင်မယ်လို့လည်းစစ်ကောင်စီကကြေညာထားပါတယ်ဒါပေမဲ့ လက်ရှိမြန်မာနိုင်ငံမှာစစ်မှုထမ်းဖို့အကျုံးဝင်တဲ့အသက်၁၈နှစ်ကနေ35နှစ်အတွင်းအမျိုးသားတွေကိုတော့စစ်ကောင်စီကပြပထွက်အလုတ်လုတ်ခွင့်ပိတ်ပင်ထားဆဲဖြစ်တယ်လို့နေပြည်တော်အလို့သမားဝန်ကြီးဌာနသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီကနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါချစ်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ